သမရနိုင်တော်အနီမှာစုဝေးခဲ့ကြတဲ့ကျောင်းသား300ခန်းဟာသမရရဲ့အထင်ကရစီမံကိန်းတစ်ခုဖြစ်တဲ့ကျောင်းသားတန်ပေါင်းများစွာနဲ့ကိုဝင်ဆောင်မျိုးသမီးတွေကိုအခမဲ့အဟာရကျွေးမွေးအစီအစဉ်ကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ကြပါတယ်။ပွင့်လင်းမြင့်တာမှုရှိတဲ့ဒီစီမံကိန်းဟာကလေးထောင်ပေါင်းများစွာကိုအစာစိတ်သိမ်းမှုဖြစ်စေခဲ့ပြီးတဲ့နောက်အစိတ်နဲ့တူတယ်လို့ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။ကျောင်းသားသမဂအဖွဲ့ချုပ် BEM ဆိုင်ကလည်းသူတို့ရဲ့ Instagram စာမျက်နှာမှာ Why are enough တစ်နှစ်ဆိုလုံလောက်ပြီနဲ့ one year of continuous problems တနေ့လုံးပြဿနာပေါင်းစုံနဲ့ဆိုတဲ့ hashtag တွေနဲ့အတူဆန္ဒပြပွဲအတွက်လှုံ့ဆော်ခဲ့ကြပါတယ်။အင်ဒိုနီးရှားအမျိုးသားသူတေသနာနဲ့စန္ဒစ်သူထမှုအေဂျင်စီကနိုင်ငံရေးသူတေသနာတူဖြစ်သူဝါစီဇာတိုရာဟာချိုဂျာတီကတော့သမရပရာဘူရဲ့ပထမတစ်နှစ်ဟာဝါရရီရေးဆွဲရမှာပြည်သူလူထုပါဝင်မှုအားနည်းခဲ့တာကြောင့်ခက်ခဲရင်းနဲ့ကြုံတွေ့ခဲ့ရတယ်လို့သုံးသပ်ပါတယ်။သူတို့ပြင်ဒီအခမဲ့အဟာရစီမံကိန်းလိုကိစ္စရပ်တွေမှာ ွင်လင်းမြင်သာမှုမရှိတာဟာအဓိကပြဿနာဖြစ်တယ်လို့သူကဆိုပါတယ်။သမရပရာဘိုကတော့သူ့ရဲ့အဆိုအစည်းအဝေးမှာဒီစီမံကိန်းတွေကိုကောက်ွယ်ပြောကြားသွားခဲ့ပြီးပုံမှန်ကောင်းမွန်တဲ့ပညာရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုပေးရသွားမယ်လို့ကတိပြုခဲ့ပါတယ်။ဒီစီမံကိန်းတွေအတွက်ရန်ပုံငွေရရှိဖို့ပညာရေးလိုတခြားကဏ္ဍတွေကအသုံးစရိတ်တွေကိုရှင်းချခဲ့တယ်လို့လည်းသိရပါတယ်။သမရပရာဘိုတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့ပြီးခဲ့တဲ့အောက်တိုဘာလတွင်မှာရေကောက်စီက ဒလီသမားတို့ကိုတိုက်ထက်ခဲ့ရာကနေစတင်ပြီးတနိုင်ငံလုံးကို ပြန့်နှံ့သွားခဲ့တဲ့ဆန္ဒပြပွဲကြီးတွေဖြစ်ပါတယ်။သူတပ်ဖွဲ့ဝင်ကွန်မန်ဒိုဟောင်းတူဖြစ်တဲ့သမရပရာဘူဟာစစ်တပ်ရဲ့အခမ်းအနားကိုတိုးချက်လာပြီးတော့ဂူအခမဲ့အဟာရစီမံကိန်းနဲ့စိုက်ပျိုးရေးစီမံကိန်းတွေမှာစစ်သားတွေကိုတောင်းဝန်ပေးလှုံ့ဆော်စေခဲ့ပါတယ်။